ျွန်တော်ထည့်သီးတောင်၃လုံး၄သူ့ရဲ့တပွဲကျော်မှာခွန်ထိတ်เนาะသူကနေအပေါ်ကိုတက်သွားလိုက်ဒီလိုပဲထည့်သီးတောင်၃လုံးဒီမှာ၄လို့ရတယ်တပွဲကျော်မှာ၈ထိတ်เนาะခွန်ထိတ်၈ထိတ်အခုတခါကျွန်တော်တို့ဒီမှာထည့်သီးတောင်၃လုံး၄သူ့ရဲ့တပွဲကျော်ကျွန်တော်တို့၉ထိတ်เนาะအဲ့ဒီ၉ထိတ်နဲ့ကျွန်တော်အဲ့ဒီ site ထဲမှာတွဲရိုက်မိကနေတစ်ခွက်ကျွန်တော်ပြအဲ့ဒီ၉ထိတ်ကိုမနေ့ကလည်းကျွန်တော်၉ထိတ်ပြပြီးသားပါအဲ့ဒီမှာတဲ့သူကအဲ့ဒီ line နဲ့မှာ ကျွန်တော်တို့ဒီ988เนาะ988ဆိုတဲ့ခဏကအဲ့ဒီနေ့ထဲမှာပြန်ကြเนาะ958ပြန်ကြကြကြပြီးတာနေအဲ့ဒီသူ့ဇောင်းမှာရှိတဲ့ခဏကဩတိုင်ပိတ်တယ်တဲ့တဝက်ကြီးပဲယော့တယ်ဩအဲ့ဒါကြောင့်မဟုတ်တော့တွေ့ကြီးတော့မှတဝက်ပဲယော့တယ်อืมအဲ့တော့ဒီခဏကသူ့ရဲ့ဇောင်း ပြန်ကြကဏ္ဍရဲ့ဇောင်းကကဏ္ဍကသူကနေပြီးတော့1 2 3 4 5 6 9နှစ်เนาะအဲ့ဒီ9 9 6ဆိုတဲ့ကဏ္ဍကသူကနေပြီးတော့1 2 3 4 5 6 9နှစ်မြောက်ထဲမှာသူကထွက်တယ်ထွက်တော့အဲ့ဒီကောင်ကိုထိပ်စီအောင်မှသူထွက်တယ်เนาะကိုထိပ်စီအောင်မှသူထွက်တယ်9 9 6တခါကျွန်တော်တို့အခုတခါဒီမှာ9 3 5เนาะ9 3 5ဆိုတဲ့ကဏ္ဍပြန်ကြကြတယ် ကြာပြီတော့နေသူ့ဆောင်ရခန်းနဲ့ဒီမှာကျွန်တော်တို့ရေးလိုက်တော့1 4 6 8နှစ်เนาะ8နှစ်မြောက်ကိုသူတွားထွက်တာအခုဒီမှာကြာတော့6နှစ်မြောက်သွားထွက်ပြီเนาะဒီပညာခန်းရဲ့ဆောင်ရကောင်1 2 3 4 5 6เนาะ6နှစ်မြောက်မှာသူတွားထွက်မယ်ကိုထိတ်စီအောင်မှာသူတွားပြီဒီကနေ့6နှစ်မြောက်เนาะအဲ့တော့9နှစ်ကျွန်တော်တို့ဒီကနန်းဒီ9နှစ်တွားထွက်တယ်ဒီပညာခန်းရဲ့ဆောင်ရကောင်ဒီ6နှစ်မြောက်တွားထွက်တယ် ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာ938ပြန်ကြကြရတာရှိတယ်နော်အဲ့ဒီပြန်ကြခဏကဇောင်းက935ဒီ1 2 3 4 5နှစ်မြောက်ဒီနှစ်သေးဘူးဒီပွဲကိုကျွန်တော်တို့ကိုထိတ်စီးနဲ့ထဲ့တော့နော်အဲ့တော့ဒီကတနှစ်ချော့နဲ့ပို့လာတဲ့ခဏပြီးခဲ့တဲ့ပွဲကအဲ့တနှစ်ချော့နဲ့ကိုကျွန်တော်တွေ့ရတာနဲ့မပြလိုက်တာရှိတယ်အဲ့ဆိုင်ပြီးမှကျွန်တော်ပြန်ပြောပြမယ်နော်ပြန်ပြောပြမယ်ဆိုတော့သူကဒီဒီပြန်ကြခဏဇောင်းကကောင်ဒီ9နှစ်မြောက်ကိုသူတွားထွက်လိုက်တော့ကိုထိတ်စီးရဲ့အောက်မှာသူထွက်တာဟုတ်တယ် နောက်တစ်ခါရှေ့နှစ်နှစ်ကျော်မှ633လို့ထည့်သီး3000ထောင်ထားတဲ့ဈေးမှာသူထွက်တယ်နော်အဲ့ဒီမှာ633နော်633ပြီးတော့တစ်ခါဒီပြန်ကြာခဏရဲ့ဈေးကောင်းတယ်6နှစ်မြောက်တွားထွက်တော့ကိုထည့်စီအောင်မှာထွက်နောက်တစ်ခါဒီမှာသူတို့ထွက်တော့နှစ်ကွက်ထွက်တယ်နော်ထွက်တော့633ပြီးတော့6နှစ်နှစ်လို့ထည့်စီ6ထည့်စီအောင်မှာနှစ်ထည့်နှလုံးထောင်6ထည့်ဒီအောင်မှာ3ထည့်နှလုံးထောင်လေ633နဲ့အချိန်တိုင်းနော်6ထည့်ဒီအောင်မှာနှစ်ထည့်နှလုံးထောင်လေ6နှစ်နှစ်နဲ့အချိန်တိုင်းမှာဒီကဏ္ဍပြန်ကြာဈေးကဏ္ဍလာထည့်တယ်လား နော်အောက်ကကောင်းကိုကြည့်ရင်ကိုထိတ်စီအောက်မှာသူထည့်သွားတာနှစ်မျိုးလုံးတဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကနေအခုကိုထိတ်စီအောက်မှာကျွန်တော်တို့ထည့်လို့ရတယ်လို့ဒီမှာ6 1 1ဆိုပြီး6ထိတ်စီအောက်မှာနော်1ထိတ်စီနှလုံးထောင်ထားတဲ့မြင်းကုန်ဒီဘွဲမှာကိုထိတ်စီနဲ့6 5 3ဆိုတဲ့ကနေတော့ထည့်လို့ရတယ်နော်ဘတ်ဒီအထောင်သုံးလုံး၄တပွဲကျော်ခွန်ထိတ်အထောင်သုံးလုံး၄တပွဲကျော်၈ထိတ်အထောင်သုံးလုံးအထောင်သုံးလုံး၄တပွဲကျော်၉ထိတ်ဆိုရင်ဒီကနန်းကိုကျွန်တော်တို့က၉ထိတ်နဲ့၉၅၃လို့ကျွန်တော်တို့ထည့်လို့ရတယ်เนาะ အဲ့ဒီကိုထိတ်ကတခြားလိုင်းတွေလည်းရှိပါသေးတယ်ကျွန်တော်မပြောတော့เนาะအဲ့တော့ကျွန်တော်တို့ပြကျင်တဲ့ကဏ္ဍဒီကဏ္ဍကကျွန်တော်ကတ်ထဲမှာဒူအောလို့ကျွန်တော်ထည့်ပေးလိုက်ပါเนาะဒူအောကဏ္ဍကိုကျွန်တော်စောကြီးပြလိုက်တယ်ပါအောကဏ္ဍကတော့ပြချင်မှလည်းပြမယ်အနာနေရင်ကဏ္ဍလောက်လည်းတင်ရင်ပြချင်လည်းပြပေးမယ်ပေါ့เนาะစိုက်တွေကတော့ရှိတယ်တိတ်ပြီးတော့မပြချင်ဘူးဒီကဏ္ဍကျွန်တော်စောမလို့အဲ့တော့စောမယ့်ကဏ္ဍကိုဒီဘွဲလိုင်းပေါ်ကိုတင်ပေးချင်မှလည်းတင်ပေးမယ်ကဏ္ဍကတော့တင်ပေးမှာပါเนาะ ခဏကတော့တင်ပေးမယ်ဖတ်တဲ့နေ့ကျရင်ကျွန်တော်တင်ပေးမယ်ဟိုစောစောလိုချင်တယ်ဆိုရင်တော့เนาะစာရွက်ပို့ခဲတယ်မို့လေစေတနာကြီးပေးရင်တော့ကျွန်တော်စောစောပေးတဲ့လူတော့ကိုပို့ပေးမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့9003အော်ခိုင်းနေပွဲတုန်းကကျွန်တော်ကဏ္ဍနေအစောကြီးကျွန်တော်ပို့တယ်ဆက်ထွက်ပြီးတော့တပတ်အတွင်းမှာကျွန်တော်ပို့လိုက်တော့တယ်လီဂရမ်ဂရုတွေမက်ဆေ့ချာဂရုတွေမှာတွားပြီးတော့ကျွန်တော်ရှေ့ကကဏ္ဍယူအဲ့ဒီကတ်တွေသူတို့ကအဲ့မှာတွားတင်မတင်သေးချင်လို့တော့ပြောတာမဟုတ်ဘူးဗျာเนาะဒါပေမဲ့ကျွန်တော်က ကိုရှီကလိုချင်ထိုးချင်ကျွန်တော်ကနန်းထိုးချင်တဲ့လူလောက်ပဲကျွန်တော်ပေးတာအဲ့လိုဂရုတွေကိုသွားပြီးတင်ဖို့ကျွန်တော်ပေးတာမဟုတ်ဘူးနော်လူတွေသွားတင်တဲ့ခါကျတော့ဂရုတွေမှာကျွန်တော်ပရိသတ်ဟုတ်တာလည်းရှိမယ်မဟုတ်တာလည်းရှိမယ်ကြိုက်တဲ့လူလည်းရှိမယ်မကြိုက်တဲ့လူလည်းရှိမယ်နော်အဲ့လိုမျိုးတွေကျွန်တော်မကြိုက်ဘူးကျွန်တော်စဉ်းစားပြောတာကျွန်တော်ကနန်းတွေကို Messenger ဂရုတွေ Telegram ဂရုတွေဘာတွေညာတွေသွားမတင်နဲ့နော်ကျွန်တော်မကြိုက်ဘူးတိရင်တင်တဲ့လူကျွန်တော်တိကျွန်တော် block ပဲဒါကြောင့်မို့ဒီဘွဲကိုလည်းကျွန်တော်စောကြီးမပေးဘူးထွက်တဲ့ရမှာပဲ ပြီးတော့ဒီကနေ့ကကျွန်တော်ညှိုးထားတာပြီးခဲ့တဲ့ဘွဲကကျွန်တော်နားပြီးတော့ကိုကျွန်တော်ဒီဘွဲကိုအတွက်ကိုကျွန်တော်ညှိုးထားတဲ့ကနေ့ကဲတော့ထားလိုက်တော့နော်စောစောလိုချင်ရင်တော့ကိုနီကိုဟန်နဲ့ရအောင်ယူပေါ့အဲ့တော့ကျွန်တော်ပြောဖူးပါတယ်ဒီ line ကနော်ကျွန်တော်တို့၅ဆုံးခုနှစ်က၅ဆုံးခုနှစ်85နော်ဒီမှာ84 85ခု၅ဆုံးခုနှစ်ကခွန်ခါအပူခွားရဲ့အောက်မှာနောက်ပေါင်း9ကြာတယ်နော်အဲ့ဒီနောက်ပေါင်း9 45အတွဲဒီ ငါးဆုံးကနေငါးဆုံးခုနှစ်ထဲမှာနောက်ပေါင်း6လို့စကြရင်45အထိုင်မပြောင်းဘူးနောက်ပေါင်း6တကွဲကြတယ်နော်ကြတယ်ကြပြရတယ်အဲ့ဒီ9နောက်ပိတ်ဒီအဲ့ဒီ9နောက်ပိတ်ဒီအဲ့ဒီနှစ်ထဲမှာ9နောက်ပိတ်တာအဲ့ဒီနှစ်ထဲမှာဂျားထဲမှာ9နောက်ပိတ်ဆိုတာတလုံးမှကိုသူမထွက်မထွက်ဘူးမထွက်ဘူးမထွက်ဘူးနော်မထွက်ဘူးအဲ့ဒီ9နောက်ပိတ်ဒီမှာလာထွက်တော့9ကို8ဆိုပြီးသူထွက်တယ်နော်ကျွန်တော်တို့တိထိတ်စီရဲ့နှစ်နှစ်ကျော်မြင်းကုန်မှာအဲ့ဒီ9နောက်ပိတ်လို့လာထွက်အဲ့တော့အဲ့ဒီ9နောက်ပိတ်ထွက်တော့မယ်ဆိုရင် အဲ့ဒီငါးနောက်ပိတ်ဖတ်တော့မယ်ဆိုရင်တဲ့သူကအဲ့ဒီတစ်ထိတ်စီရဲ့နှစ်နှစ်ကျော်မှထွက်မှာမို့လို့တစ်ထိတ်စီရဲ့အောက်နှစ်ပွဲကျော်မှာငါးနောက်ပိတ်ရှစ်ခါကိုးထိတ်ငါးရှစ်ကိုးဆိုပြီးတော့ဒီလိုစောင်းထိုးခဲ့အဲ့ဒီငါးရှစ်ကိုးဆိုတဲ့ငါးနောက်ပိတ်ကလေးကဒီတစ်ထိတ်စီရဲ့နှစ်နှစ်ကျော်မြင်းကုန်မှာငါးနောက်ပိတ်လို့သူပြန်ကြလိုက်တာနဲ့ငါးရှစ်ကိုးဆိုတဲ့ကနေငါးရှစ်ကိုးလို့သူတွားထွက်နော်တွားထွက်တယ် အဲ့ဒါဆိုရင်ကျွန်တော်တို့ဒုတိယကတ်ကိုသွားတော့95ခုနှစ်မှာခွန်အလဲတန်ရဲ့အပူအခွရဲ့အောက်နော်ခွန်လဲတန်အပူအခွရဲ့အောက်မှာခုနက5ပိတ်ပြီးတော့ဒီမှာ4အပိတ်နဲ့နောက်ပေါင်း6ဆိုတာသူစကြတယ်နော်အဲ့တော့အဲ့4အပိတ်နဲ့နောက်ပေါင်း6ဆိုတာကိုစကြလို့အဲ့ဒီနောက်ပေါင်း6ဒီ2005ခုနှစ်မှာနောက်ပေါင်း6ကို54ဒီ54အတွဲအငိမ်လိုက်ပြုတ်မှန်းနော်နောက်ပေါင်း6စကြရင်54ရဲ့54အတွဲကြမယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ် တော့အဲ့ဒီလေးဒီအဲ့ဒီနေ့တည်းမှာကြားတဲ့လေးနောက်ပိတ်လုံးလုံးပြောက်တာဒီရောက်မှထွက်တာနှလုံးမြောက်လေးနောက်ပိတ်ထွက်တယ်နော်အဲ့ဒီနှလုံးမြောက်လေးနောက်ပိတ်ဒီတစ်ထိတ်စီးရဲ့နှစ်ပွဲကြောင့်မှထွက်တယ်အဲ့တစ်ထိတ်စီးရဲ့နှစ်ပွဲကြောင့်မှထွက်တော့အဲ့ဒီတစ်ထိတ်စီးရဲ့အောက်နှစ်ပွဲကြောင့်မှလေးနောက်ပိတ်၃ခါတစ်အထိတ်လို့ရှိနော်၄၃ဆိုတဲ့ခဏလေးဒီနှစ်ပင်ကျော်တစ်ထိတ်စီးရဲ့မြင်းကုန်မှာ၄၃တစ်လို့ထွက်၄၃တစ်လို့ လေး၃၁တို့ဒဲ့ထွက်တယ်နော်ပထမကတ်မှာငါးနောက်ပိတ်နှလုံးမြောက်ကနေဒီ၅၈၉ကို၅၈၉လို့နောက်ကနေလှမ်းပြီးထွက်တာနော်၅၈၉ကို၅၈၉လို့ထွက်တယ်လေး၃၁ကို၄၃၁တို့ထွက်တယ်နော်ထွက်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒီလို့ထွက်တယ်ဆိုရင်ကျွန်တော်တို့ကအခု2015ခုနှစ်တည်းမှာနောက်ပေါင်း6 နော်ဒီမှာနောက်ပေါင်းကိုးရှိတယ်မဟုတ်ဘူးနော်ခွန်ခလဲတိုင်းနဲ့အပူခွားရဲ့အောက်မှာနောက်ပေါင်းကိုးကို၃နောက်ပိတ်နဲ့ကိုးတယ်အဲ့ဒီ၃နောက်ပိတ်နဲ့ကိုးသည်2025ခုနှစ်ထဲမှာနောက်ပေါင်းကိုးလို့စကြရင်63အတွဲနဲ့ကြမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်နော်ဒီမှာတည်းကပြောခဲ့တာဒီမှာလည်းဒီနေရာမှာလည်းအောက်ခဲ့တယ်မထွက်လာဒီရောက်မှထွက်ဒါတော့အဲ့ဒီ63လို့ထွက်တယ်3နောက်ပိတ်ကလေးဒီအဲ့ဒီနဲ့တည်းမှာနှလုံးမြောက်3နောက်ပဲလို့သူကြမယ်ဆိုရင် เนาะติထိတ်စီဒီမှာလေးတထိတ်စီရှိတယ်เนาะဒီမှာမထွက်သွားဘူးပြီးခဲ့တယ်ကွာထွက်သွားခဲ့ရင်တော့၃နောက်ပိတ်ကျွန်တော်ခံရအောင်ပါအဲ့တော့အဲ့ဒီတထိတ်စီရဲ့နှစ်နှစ်ကျော်ငင်းကုန်ပါအဲ့ဒီ၃နောက်ပိတ်နှလုံးမြောက်ကိုသူချပေးတယ်ထွက်တယ်အဲ့တော့အဲ့ဒီတထိတ်စီရဲ့အောက်နှစ်ပွဲကျော်မှာအဲ့ဒီ၃လေးကနောက်ပိတ်လို့သူခံပြီးတော့၃၉၅ဆိုနှစ်ဦးကနောက်နှစ်ဦးမှာကျွန်တော်တို့၅ထိတ်စီရှိတယ်အဲ့ဒီ3ဒီ6ဒီ5 6 3 5ဆိုတဲ့ကဏ္ဍလေးကဒီနေရာမှာကျွန်တော်တို့ 395လို့များထွက်မလားဓာတ်ဆိုင်ရကတော့တဲ့ဒီလိုထွက်ခိုင်းတာကျွန်တော်ကတော့မကြိုက်ဘူးအဲ့လို6ထိနေပဲဆက်တာ953လို့ကြာเนาะအဲ့တော့ဒီဘွဲမှာ3နောက်ပိတ်ကတော့ညင်းစရာမရှိဘူးเนาะဟုတ်ပြီအဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကအဲ့ဒီကဏ္ဍမှာကြာခင်ဒီ9နောက်ပိတ်မှာကြာခင်ပရိတ်4เนาะ4ပရိတ်9နောက်ပိတ်9ပါဝါ3ညအပိတ် နော်သူကအဲ့လိုထွက်ထတာရှိအဲ့ဒီ၄ဘရက်ရဲ့အောက်နှစ်ပွဲကျော်မှာမှနော်နှစ်ပွဲကျော်ဇောင်းလေးပေါ့နော်ဒီ၄ဘရက်ရဲ့နှစ်ပွဲကျော်ဇောင်းလေးမှာမှအဲ့ဒီ၅ဒီအဲ့ဒီနှစ်သေးကနောက်ပေါင်းကိုစကြခဲ့တယ်၅နောက်ပိတ်နှလုံးမြောက်၅နောက်ပိတ်ဖြစ်ကြတယ်နော်အဲ့ပြီးခဲ့တဲ့ပွဲကအပေါ်မှာရှေ့ပေါင်း၁၀ဒီလာခါပါဝါရိုက်မှလာကျွန်တော်လိုက်တွေးသေးတယ်မပေးဘူးမပေးလည်းနေပါစေတော့နော်မတတ်နိုင်ဘူးအဲ့ဒုတိယကဒီ၄နောက်ပိတ်ကလေးနဲ့နောက်ပေါင်းကိုဒီ ီမှာ၄နောက်ပိတ်နဲ့နောက်ပေါင်း၉လို့စကြလိုက်တော့အဲ့ဒီ၄ပိတ်ကလေးဒီနောက်တက်တဲ့ချိန်၄ပိတ်လို့မကြခင်သူ့ဆောင်နှစ်ပွဲကြောင့်ခုနက၄ပိတ်အခုဒီမှာ၃ပိတ်လို့ခဲ့နော်သူ့ဘောက၆နောက်ပိတ်၆ပါဝါ၁ပိတ်လို့ကစားခဲ့နော်အဲ့လိုကစားခဲ့ပြီးမှဒီနေရာမှာ၄နောက်ပိတ်နှလုံးမြောက်ကဏ္ဍကိုထည့်ထည့်တဲ့ကဏ္ဍဒီ၄၃၁ဆိုတဲ့ကဏ္ဍက၄၃၁လို့ထွက်တယ်နော်အဲ့တော့၅၈၉ကို၅၈၉လို့ထွက်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ ီမှာ၃နောက်ဖိတ်ခွန်ခါရဲ့အောက်မှာ၃နောက်ဖိတ်နဲ့နောက်ပေါင်း၉ကိုရိုက်ခဲ့လို့အဲ့ဒီ၃ဖိတ်ကလေးတီငါးစွန်းနဲ့ခုနှစ်မှာ၃နောက်ဖိတ်လို့စကြတာနဲ့ခွာ၉နဲ့၃နဲ့၆အတွဲလိုက်နဲ့ကြတယ်အဲ့တော့အဲ့ဒီ၃လေးတီနောက်တစ်တချိန်၃နောက်ဖိတ်လို့ကြခြင်းနော်ကျွန်တော်တို့ဒီ၃နောက်ဖိတ်ရဲ့မြင်းကိုအောက်မှာ၃နောက်ဖိတ်မရှိတော့အဲ့တော့ဒါလေးက၃နောက်ပိတ်နှလုံးမြောက်ကြမယ်မကြခင်ဒီနေရာမှာနှစ်ပရိတ်ခွန်အပိတ်ခွန်ပါဝါနှစ်နောက်ပိတ်လို့ပြည်ခဲ့တယ်เนาะရခဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်တို့က သူ့ရဲ့အောက်နှစ်ပွဲကျော်ပေါ့နော်ဒီနှစ်ပွဲကျော်ဇောင်းလေးပါသုံးနောက်ပိတ်နှလုံးမြောက်ကနန်းတကွက်ကျွန်တော်ထည့်ကစားခြင်းပေါ့နော်ဟုတ်ပြီအဲ့ပြီးခဲ့တဲ့ပွဲတုန်းကကျွန်တော်ပြောခဲ့ပါတယ်ရိတ်မှန်းတမ်းမှန်း89အတွဲဘယ်လိုတွဲတွဲတွဲလာခဲ့ရင်သူ့အောက်မှာသုံးပိတ်ကျမယ်လို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့ကျွန်တော်တို့စာရွက်အစ်စ်နဲ့မသွားတော့ဘူးဒီကောင်နဲ့ပဲသွားလိုက်တော့တယ်နော်ဒီခါနဲ့ပရိမာတစ်နှစ်ကျော်အဲ့ဒီတစ်ခါနဲ့ခွာလီသူ့ရဲ့တစ်နှစ်ကျော်မှာတင့်နောက်ပိတ်ကဒီမှာတစ်လုံးကျတယ် နောက်ထပ်တင်းနောက်ပိတ်ဒီမှာတလုံးဖက်ကြအဲ့ဒီကောင်းလားတစ်ခါနဲ့ကွာလေတလုံးဒီမှာဒီမှာတလုံးကြတယ်နော်အဲ့နောက်တစ်ခါအဲ့ဒီတင်းနောက်ပိတ်ကအဲ့ဒီမှာအဲ့ဒီတင်းနောက်ပိတ်ကဒီမှာနော်ကျွန်တော်98အတွဲရဲ့အောက်ချစ်နောက်ပိတ်ရဲ့အောက်မှာအဲ့ဒီတစ်တလုံးကိုကျွန်တော်ကစားကျင်တာနော်ဒီမှာတော့၃လုံးမြောက်ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ဒုတိယကတ်မှာတစ်ခါနဲ့ကွာ၄လို့ရိုက်ပြီးတော့သူ့ရဲ့တနစ်ကျော်မှာနှစ်နောက်ပိတ်ကအဲ့ဒီမှာတလုံးကြတယ်နော်နောက်တစ်ခါ နှစ်နောက်ပိတ်ဒီမှာတလုံးကြတော့98အတွဲအောက်မှာကြတယ်နော်အဲ့တော့ကျွန်တော်ဒီနေ့ဘက်မှာပြောခဲ့တယ်ပြီးခဲ့တဲ့ပွဲက98အတွဲလိုက်ပြီးပြုတ်တယ်နော်အဲ့ဒီနှစ်ထဲမှာပြုတ်ပြီးရင်သူ့အောက်မှာဒါနှစ်နောက်ပိတ်နှလုံးမြောက်ပဲစားနိုင်တယ်နှစ်နောက်ပိတ်နိုင်တယ်ပေါ့ဗျာနော်အဲ့ပြီးခဲ့တဲ့ပွဲက98ကို98မှလား89မှလားဘယ်လိုဖြစ်ဖြစ်98အတွဲလိုက်ကိုကစားပါလို့ကျွန်တော်ပြောပြီးတော့ဒီ site ကိုလည်းကျွန်တော်ပြခဲ့တယ်နော်အဲ့ကျွန်တော်တို့ဒီနေရာမှာကိုရှစ်ကိုနောက်မှတွဲပဲနဲ့ကိုရှစ်ဖားထားတယ်ဆိုသူ့ရဲ့အောက်မှာထွက်မဲ့ခဏန်းတစ်ခါခွာလေးရဲ့တစ်နှစ်ကျော်မှာ၃နောက်ပိတ်နှလုံးမြောက်ဒီမှာတစ်လုံးဒုတိယတစ်လုံးဝင်တယ် နော်ပြီးခဲ့တဲ့ဘွဲက6နောက်ပိတ်သွားလို့သူ့အောက်မှာအဲ့ဒီ3နောက်ပိတ်ကစားနိုင်တယ်နော်အဲ့ကျွန်တော်တို့ဒီကစားခဲ့တဲ့နောက်ပေါင်း6လို့ကြာရင်9နဲ့ကြာတယ်ဒီ9သည်နှစ်လုံးမြောက်9လို့ကြာတော့9 8 9ဆိုတယ်9နောက်ပိတ်ရဲ့အကျိန်ခိုက်မှာထွက်တယ်ပေါ့ဗျာနော်အဲ့ဒီမှာ၄နောက်ပိတ်နဲ့၉ဒီ၄နောက်ပိတ်နဲ့၉လို့စကြခဲ့လို့အဲ့ဒီ၄ဒီနောက်တစ်ခါ၄လို့နောက်ပိတ်ခဲ့ရင်၄၃၁ဆိုပြီး၄เนาะဒီ၄နောက်ပိတ်နဲ့အချိန်ခိုက်မှာထွက်တယ် အဲ့ဒီမှာ၃နောက်ပိတ်နဲ့၉ကယ်လို့အဲ့၃တီ၃နောက်ပိတ်လို့ကြာရင်နောက်၉နဲ့ကြာတယ်ကြာတဲ့ခဏနဲ့၃တီနောက်တစ်ချိန်၃လို့ကြာမယ်ဆိုရင်၃၉၅ဆိုတဲ့ခဏဒီနေရာမှာထည့်မလားအဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်၃နောက်ပိတ်တစ်လုံးပဲပြီးမလားเนาะဒါကွက်ကိုစဉ်းစားเนาะအဲ့ကျွန်တော်ကခုနကဒီ site ကိုကကျွန်တော်ပြောချင်တာကအဲ့ဒီကောင်ကနှိကြီးကသူကတော့နှိကြီးတနစ်ချော့နဲ့သွားတဲ့ကောင်ဒါမျိုးတွေကလည်းကျွန်တော်တို့ကစားဘူးတယ်ပြီးခဲ့တဲ့ပွဲကကိုထွက်သွားတာရှိတယ်ကျွန်တော်ပြမယ်เนาะအဲ့ကျွန်တော်တို့ ဒီကနေ့ပြန်ကြတယ်သူဆောင်ကန်းတန်းဒီ6နှစ်မြောက်9နှစ်မြောက်မှာပြေးပေါက်တော့633ထောင်လာတယ်3ထိပ်စီနှလုံးရဲ့ဆောင်းမှာခွတ်တယ်နော်4ထိပ်စီအောက်မှာခွတ်တယ်တစ်ခါဒီမှာ900ကန်းတန်းပြန်ကြကြတယ်သူဆောင်ကန်းတန်း840 9နှစ်ပြီးတော့6နှစ်မြောက်မှာကြတော့4ထိပ်စီအောက်မှာကြတယ်6နှစ်နှစ်လို့ထွက်တယ်နှစ်ထိပ်စီနှလုံးထောင်လာတဲ့ဆောင်းမှာလည်းခွတ်တယ်နှစ်မျိုးခွဲထွက်တယ်နော်အဲအခုကျွန်တော်တို့ဒီ693ပြန်ကြထားတယ်သူဆောင်ကန်းတန်း935ဒီသူအချိန်ကြိုက်နော်ဒီကောင်းလေးပြန်ကြအချိန်ကြိုက်အချိန်ကြိုက် အဲ့ဒီပညာကဏ္ဍကဇောင်းကကောင်းပြီကျွန်တော်တို့9နှစ်မြောက်ကို611လို့တိထဲစီနှလုံးထောင်ထားတဲ့မြင်းကုန်မှာထွက်မယ်ဆိုရင်ဒီဘွဲမှာအေး953ဆိုတဲ့ကဏ္ဍထွက်လို့ရတယ်နော်အဲ့ဒါလေးကိုတစ်ချက်ကျွန်တော်တို့သတိထားဖို့နောက်အဲ့ဒီကိုထိတ်ကအဲ့ဒီကိုထိတ်ကကျွန်တော်တို့ခွန်ဆုံး6ဆုံး5ဆုံးနဲ့မှာခွန်ဆုံး6ဆုံး5ဆုံးနဲ့မှာတဲ့နော်ကျွန်တော်တို့66ရှိတွဲနော်6နှစ်ခါအောက်တပွဲတုံးမှာ6ထိတ်ပေါ့နော်ဒီ9ထိတ်ကြောင့်ဒီနှလုံးကို9လို့လည်းယူလို့ရတယ် တော့အဲ့ဒီမှာတခါဖြစ်တယ်တခါအဲ့ကနေကျွန်တော်တို့ရေးကြည့်လိုက်နှစ်၄၆၈၁၀နှစ်သွားလိုက်လို့ရှိရင်၆၆ပြီးတော့၆၅လို့ရှိသေးကြတယ်ငါးထိပ်စီရဲ့ဇောင်းပါလေကြတယ်အဲ့ဒီ၆ရဲ့နှစ်ခတ်ကိုးထိပ်တာလားပေါ့နော်ဒီငါးနောက်ပိတ်ကြောင့်ဒီထိပ်နှလုံးကငါးတာလားနော်ဒီမှာလည်းကိုးထိပ်စီကိုးခုံကိုသူကခွားတွေကြီးထွက်တာနော်ဒါမျိုးတွေကြီးထွက်တယ်ဒါပေမဲ့ကျွန်တော်အဲ့မှာတော့မယူတော့ဘူးထားလိုက်တော့အခုတော့နေကျွန်တော်တို့နှစ်၄၆၈၁၀နှစ်သွားလိုက်ရင်ငါးထိပ်စီရဲ့ဇောင်းမှာ၆၄ရှိသေးကြလို့၆ရဲ့နှစ်ခတ်ဒီဘွဲမှာကိုးထိပ်စီ ငါထက်နောက်ပိတ်ကြောင့်ဒီနှလုံးငါအဲ့မှာကျွန်တော်ကိုယ်တုံညာခုံထည့်ထားတယ်နော်ဒါပေမဲ့ကျွန်တော်ကိုယ်ထိတ်တလုံးမဲ့ကျွန်တော်ကစားမှာအဲ့အဲ့ဒီကိုယ်ထိတ်ကိုကျွန်တော်ကိုငါ3ဆိုတဲ့ခဏတက်ကွက်ဒါဒီပွဲအတွက်ကိုကျွန်တော်စောင့်နေတာဒီ site ကလေးနဲ့နော်အဲ့တော့အဲ့မှာကျွန်တော်မိတ်ဆွေတွေကြိုက်ရင်ကစားဒီခဏန်းကကိုငါ3ဒီခဏန်းကကျွန်တော်ဒုတိယ order မှာပါမယ်ပါဝါကတော့အနာနီမခဏန်းကိုထွက်တဲ့နေ့ကျမှကျွန်တော်တင်ပေးမယ်ဂျားထဲမှာအလကားတောင်းတဲ့လူကတော့ကျွန်တော်မပေးဘူး ်တော့နောက်ဘာဘုံညာဘုကူညီပေးတဲ့လူတွေဆိုရင်တော့ကျွန်တော်ပို့မယ်ကူညီပေးသားလူတွေကိုဒီညကျွန်တော်ပို့မယ်နော်ကျွန်တော် organan တကွက်တကွက်ထဲကျွန်တော်စော်ချင်တာပဲဒီချိန်ကျွန်တော်စောင့်နေတာပဲကျွန်တော်ဆရာတွေသိတယ်ကျွန်တော်ဘာအောမလဲဆိုတာသိတယ်နော်ကျွန်တော်ဆရာတွေသိတယ်စော်ရဲကျွန်တော်ကြိုချောင်းနေတာပဲဒီကနေ့အဲ့တော့ဒီဘွဲကိုကျွန်တော်တို့တစ်ချက်လောက်ပေါ့နော်တစ်ချက်လောက်ဆိုတော့ကျွန်တော်တို့ခွန်ထိတ်နဲ့စိတ်ဝင်စားရင်ပေါ့လေ ခွန်ထိတ်နဲ့စိတ်ဝင်စားရင်ခွန်ထိတ်စီးနဲ့ပြန်ကြကဏ္ဍတကွက်ကျွန်တော်ပြပေးမလို့နော်ခွန်ထိတ်စီးနဲ့ပြန်ကြကဏ္ဍတကွက်ကျွန်တော်ပြပေးမယ်ကြိုက်ရင်မို့လေဗျာနော်သိုးပေါ့မကြိုက်ရင်တော့မထိုးနဲ့ဒီကောင်လေးကျွန်တော်အရင်ထဲမှာတော့ထည့်လိုက်တယ်အဲ့ဒီကလနာအဟောင်းလေးနဲ့ပေးပါဦးနော်အဲ့ကျွန်တော်တို့ဒီကောင်ကကျွန်တော်ကစားတာဟိုးနေဦးမှာတော့ကျွန်တော်ကစားပြခဲ့တယ်ခွန်ထိတ်စီးနဲ့အပူခွားဆိုပြီးတော့တော့ငါးစုံနဲ့ခုနှစ်တိုင်းငါးစုံနဲ့ခုနှစ်မှာရှစ်ထိတ်စီးတွေ့တယ်နော် အဲ့ဒီချစ်ထိတ်ကနေအပေါ်ကိုတက်လာလိုက်တော့ကျွန်တော်တို့ဒီငါးစုံးလေးခုနဲ့မှာခွန်ထိတ်စီးထွက်တယ်ခွန်ထိတ်စီးရဲ့အပေါ်တန်းတန်းလာလိုက်ရှစ်ထိတ်စီးပြန်ထွက်တယ်ခွန်ရှစ်ကိုတက်လဲစီလာတာအဲ့ဒီချစ်ထိတ်စီးရဲ့အပေါ်တက်လိုက်ခွန်ထိတ်စီးပြန်လာတယ်ခွန်ထိတ်စီးရဲ့အပေါ်ကိုတက်လိုက်ရှစ်ထိတ်စီးပြန်လာတယ်ချစ်ထိတ်စီးရဲ့အပေါ်ကိုတက်လိုက်ဒီမှာခွန်ထိတ်စီးပြန်လာတယ်နော်အဲ့တော့သူကခွန်ရှစ်ခွန်ရှစ်ခွန်ရှစ်ဆိုပြီးကလနာအစ85ရက်ကနေစလာလိုက်တယ်လား အဲ့လိုထွက်လာခဲ့လိုက်တော့အဲ့ဒီရှစ်ကအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဒီမှာရှစ်ကရှစ်ရဲ့ပါကသုံးထိတ်လို့သူပြန်ကစားတာရှိနော်ဒီရှစ်ကိုရှစ်လို့ပြန်မရိုက်ဘူးသုံးလို့ရိုက်သွားတာအဲ့တော့သွားနေပြီးတော့ကျွန်တော်တို့အောက်ကိုတပွဲစင်တန်းတန်းလာလိုက်တော့ဒီမှာနှစ်နော်အဲ့ဒီနှစ်ကခုနကကျွန်တော်ပြောတဲ့ခွန်ပါဝါဒီမှာနှစ်လို့သူလိုက်တယ်နော်ခွန်ပါဝါနှစ်လို့ရိုက်တယ်ဒါလည်းငါးစုံနဲ့နှစ်နော်တူတူပဲအဲ့ဒီခွန်ပြောတကဒီရှစ်ဒီရှစ်ဒီအဲ့ဒီနှစ်ထဲမှာနော်ကျွန်တော်တို့သူ့ရဲ့အောက်တန်းတန်းလာဒီမှာကျတော့ပါဝါမရှိတော့ဘူးရှစ်ကိုရှစ်လို့ပဲပြန်ကစားတယ်နော် ။အဲ့သူကနေအောက်ကိုတန်းတန်းလာလိုက်ရင်ဒီမှာခွန်အဲ့ဒီခွန်ကခုနကကျွန်တော်ပြောတဲ့ခွန်ထိပ်စီနော်။ပါဝါမချိန်တော့ဘူးခွန်ခွန်တိုင်းပဲပြန်ကြ။တခါသူကနေအောက်ကိုတန်းတန်းဆင်းလာဒီမှာရှစ်ထိပ်အဲ့ဒီရှစ်ကခုနကကျွန်တော်ပြောခဲ့တဲ့ရှစ်ထိပ်စီနော်။ရှစ်ကရှစ်လိုပဲပြန်ကြ။ဒါဆိုရင်သူ့အောက်တန်းတန်းဆင်းဒီဘွဲကိုလာလိုက်ဒီမှာခွန်ထိတ်ကခုနကျွန်တော်ပြောခဲ့တဲ့ဒီခွန်ထိတ်စီးပြန်ဆင်းမလားနော်အဲ့တော့ဒီခွန်ထိတ်စီးပြန်ဆင်းမယ်ဆိုရင်သူကခွန်ရှစ်ခွန်ရှစ်နော်ဒီဘက်မှာပဲနှစ်ကွက်က 900မခွန်မထည့်ဘူးနှစ်နဲ့၃နဲ့ပါဝါတစုံချိန်သွားတာဟုတ်ပြီအဲ့အဲ့ခွန်ထိတ်ကကျွန်တော်တို့ဒီဘက်မှာ9ထိတ်6ထိတ်ခွန်ထိတ်လို့တဆင်းလာရင်လေသူကနေုံစင်တော့အနေရောင်နဲ့ဆင်းလာနော်9ထိတ်6ထိတ်ခွန်ထိတ်တခါ9ထိတ်6ထိတ်ခွန်ထိတ်နော်ဒီ9ထိတ်အောက်ကနေအကျဉ်းခိုက်မှာ6ထိတ်အောက်ကနေအကျဉ်းခိုက်မှာခွန်ထိတ်9 6ခွန်တခါအောက်ကပြန်တက်လာတယ်9ထိတ်အပေါ်တက်သွား6ထိတ်အပေါ်တက်သွားခွန်ထိတ် သူအဲ့ညမှာခွန်ထိတ်ကိုအဲ့ဒီလိုမျိုးကစားနေတာလေးရှိတယ်အဲ့ဒီခွန်ထိတ်နဲ့ပတ်သက်တဲ့ပြန်ကြကဏ္ဍတစ်ခွက်ကျွန်တော်ပြအဲ့ကောင်ကိုကျွန်တော်အရန်ထဲမှာထည့်ထားတယ်ခွန်ထိတ်နဲ့ပြန်ကြနော်အဲ့အဲ့ကောင်ကကျွန်တော်တို့ဘယ် site နဲ့ပြမလဲဆိုတော့ကျွန်တော်ကလည်းခွက်ကြတယ်ကလနာအသိယူမရမှာအဟောင်းနဲ့ပြရင်ကျွန်တော်ကဏ္ဍပေါ်သွားတော့မှာအဟောင်းနဲ့ပြရင်ကလည်းပေါ်သွားတော့မှာအဲ့တော့အဲ့အဲ့ဟာနဲ့ပဲပြမယ်အဲ့တင်ပဲပြမယ်နော်ကလနာတရွအဆုံးခံလိုက်မယ်3 5 6 6 4 6 ခွန်ရှိနော်အဲ့တော့ကျွန်တော်တို့ဘယ်လိုင်းကိုသွားမလဲဆိုတော့6ဇွန်ခွန်ဇွန်5ဇွန်နော်မဆီနီယာနဲ့6ဇွန်ခွန်ဇွန်အဲအဲ5 6ခွန်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကစားမယ်ကစားမယ်ဆိုတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ပြောခဲ့တာလေးတွေရှိတယ်နော်ဒါလေးတွေကျွန်တော်တစ်ချက်ပြောပြလိုက်အောင်ပါ7ပြိတ်တပွဲတော်ကကနန်းတည် နှစ်နှစ်ကျော်မှာကျွန်တော်တို့သွားထွက်တယ်190ထွက်တယ်เนาะထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာပြန်ကြာလို့သူထွက်တယ်เนาะဒါဆိုရင်ဒီကွန်ဆွန်နဲ့ခုနှစ်တဲမှာအရှိန်နှစ်နှစ်ကျော်ကเนาะ7ဗရက်ရဲ့အောက်တဘွဲကျော်ကခဏနေုံဒီမှာ7ဗရက်เนาะ7ဗရက်ရဲ့အောက်နှစ်ဘွဲကျော်ကခဏ391ဒီခဏန်းဒီကျွန်တော်တို့နှစ်နှစ်ကျော်မှာထွက်ဆိုကျွန်တော်ထွက်ခိုင်းခဲ့တယ်เนาะဒီမှာသူ့အောက်မှာပြန်ကြမကြဘူးဒါပေမဲ့အဲ့ဒီထဲမှာနှစ်နှစ်ကျော်ခဏန်း ကိုလေးကိုပေါက်တယ်သူ့အောက်မှာပြန်ကြကြတယ်เนาะအဲ့တော့ဒီမှာလဲကျွန်တော်တို့နှစ်နှစ်တော်ကနန်း66ခုဒါပေါက်သေးတယ်သူ့အောက်မှာမကြခဲ့ဘူးเนาะအဲ့ဒီမှာကျွန်တော်ပြောခဲ့တဲ့ဗရိတ်7ရဲ့အောက်နှစ်ပွဲတော်ကကနန်း66ခုဘူးထွက်သွားပြီเนาะအဲ့တော့သူ့အောက်မှာဒါပြန်ကြကြမလားအဲ့တော့ဒီမှာကဇောင်းတက်ပေါက်တယ်သူ့အောက်ပြန်ကြကြတယ်ဒီကနန်းဇောင်းတက်ပေါက်တယ်သူ့အောက်ပြန်ကြကြတယ်ဒီမှာ68နှစ်နှစ်ကျော်လမ်းပေါက်တယ်သူ့အောက်မှာပြန်ကြကြတယ်ဒါဆိုအဲ့ဒီနှစ်ထဲမှာဇောင်းတက်ပေါက်ကနန်းထွက်တယ်သူ့အောက်မှာလည်း ပြန်ရကြတယ်နော်အဲ့လိုမျိုးရှိတယ်အဲ့တော့ချိန်နှစ်နှစ်ကျော်ကနေနှစ်ခွက်နှစ်ခွက်ထွက်တယ်အဲ့တော့ဒီနှစ်နှစ်ကျော်ကနေထွက်တယ်သူအောက်မှာလည်းပြန်ရကြတယ်နှစ်နှစ်ကျော်ကကနန်းလာထွက်တဲ့အောက်မှာလည်းပြန်ရကြကြတယ်ဒီမှာကြတော့နှစ်နှစ်ကျော်ကကနန်းဒီဒီကနန်းဒီနှစ်နှစ်ကျော်သွားထွက်တယ်သူအောက်မှာပြန်ရမကြဘူးဒီကနန်းနှစ်နှစ်ကျော်ထွက်တယ်သူအောက်မှာပြန်ရကြတယ်နော်နောက်တစ်ချက်အဲ့ဒီထဲမှာကျွန်တော်ဗာပြောခြင်းလေဆိုတော့အချိန်ကဲနော်ကျွန်တော်တို့6 6ဆိုတဲ့ကနန်းနော်ပြန်ရကြတယ်အပေါ်ကိုတက်သွား နှစ်ခွန်6ဆိုတဲ့ကနေပြန်ကြတယ်အပေါ်တက်တန်းတန်းသွားဒီပွဲမှာပြန်ကြတက်မလားနော်ဒါပြန်ကြပြန်ကြပြန်အဲပြန်ကြလို့သူကနော်ကနန်း၃ခွက်၄ပရိတ်၅ပရိတ်၆ပရိတ်နဲ့ကြမလားဒါမှမဟုတ်၆ပိတ်နဲ့ကြမလား၆ပိတ်နဲ့ကြမလားသူကသူကြချင်တာနဲ့ကြအဲအဲ့ဒီမှာကျွန်တော်ကဘာကိုသွားယူမလဲဆိုတော့ကျွန်တော်ယူမဲ့ကောင်ကခုနကကျွန်တော်ပြောခဲ့တယ်ဒီကနန်းဒီနှစ်နှစ်ကျော်သွားပေါက်ပြီးတော့သူ့အောက်မှာပြန်ကြကြတာကိုအရင်မတွေးနဲ့အောင်ဒီကနန်းနှစ်နှစ်ကျော်သွားပေါက်လို့သူ့ရဲ့ အကြိမ်ခိုက်ပေါ့နော်တနေ့သုံးဝက်တက်တဲ့သူ့ဇောင်းမှာကျွန်တော်တို့ပြန်ကြလို့ကစားနေတာနော်ဒါဆိုရင်ဒုတိယကတ်မှာကျွန်တော်တို့ဒီကိုလေးလေးနော်ကိုလေးလေးဒီကိုလေးလေးဒီနှစ်နှစ်ကျော်သွားပေါ့လို့သူ့နဲ့ဇောင်းမှာကျွန်တော်တို့ကနော်တနေ့သုံးဝက်တက်တဲ့ပြီးမှာပြန်ကြကစားနေတာဒီလိုမျိုးပဲဒီကနေ့နှစ်နှစ်ကျော်သွားပေါ့သူ့နဲ့ဇောင်းနော်ဒီနေရာမှာကျွန်တော်တို့ပြန်ကြကစားနေကစားနေတာအဲသူသွားပေါ့ပြီလို့သူ့အောက်မှာပြန်ကြကြတာကတက်တက်နော်မတူမရောလိုက်နဲ့ ူသွားပေါက်ပြီးလို့သူအောက်မှာပြန်ကြကြတာတက်တက်အခုသူသွားပေါက်ပြီးသူအောက်မှာပြန်ကြကြတာကတမျိုးကျွန်တော်ဒီကဏ္ဍနှစ်နှစ်ကျော်ကဏ္ဍလာပေါက်ပြီးပြန်ကြတာကတမျိုးနောက်ထပ်တမျိုးကျွန်တော်အဲ့ဒီထဲမှာပြအောင်ဒီမှာနော်ဒီကဏ္ဍအခုကျွန်တော်ခုနကပြောတယ်ဒီကဏ္ဍဒီနှစ်နှစ်ကျော်သွားပေါက်ပြီးတော့သူအောက်မှာပြန်ကြကြဒီမှာကြတော့အဲ့လိုမဟုတ်ဘူးဒီကဏ္ဍဒီနှစ်နှစ်ကျော်သွားပေါက်တယ်နော်သူအောက်မှာတော့ပြန်ကြမှာကြဘူးဒါပေမဲ့တိနှစ်သုံးဝက်တက်တဲ့သူနဲ့အကျင့်တိုက်မှာပြန်ကြကြတယ်နော် အခုလည်းဒီကနန်းကနှစ်နှစ်ကျော်သွားပေါက်လို့သူနဲ့တန်းတန်းမှကျွန်တော်တို့ပြန်ကြကိုခေါ်မှာအဲ့ဒီမှာဒီကနန်းနှစ်နှစ်ကျော်ပေါက်တယ်သူရဲ့ဒီဇောင်းမှထွက်တဲ့ကနန်းဒီပြန်ကြကြတဲ့အချိန်မှာဒီကနန်းဒီရှေ့တစ်နှစ်ကျော်ကကနန်းနော်အဲ့ဒီကနန်းဒီနှစ်နှစ်ကျော်သွားပေါက်လိုက်လို့သူနဲ့အချိန်တိုင်းမှထွက်တဲ့ကနန်းဒီရှေ့တစ်နှစ်ကျော်ကကနန်းနော်အဲ့တော့ဒီကဏန်းဒီနှစ်နှစ်ကျော်သွားပေါက်လို့သူနဲ့တန်းတန်းထွက်မဲ့ကဏန်းဒီရှေ့တစ်နှစ်ကျော်ကကဏန်းပြန်ကြကဏန်းဆိုရင် ဒီကနန်းเนาะရောက်သွားတော့ပြန်ကြเนาะဒီကနန်းအဲ့ဒီကောင်ကိုဒီဘွဲမှာကျွန်တော်တို့ခွန်ထိတ်ကြိုက်ခွန်နှစ်နှစ်လို့ထည့်ထိုးเนาะခွန်နှစ်နှစ်လို့ထည့်ထိုးသူကတနစ်ကြော်ကနန်းနေဒီတနစ်ကြော်ကနန်းဒီအဲ့ဒီနှစ်ထဲမှာနှစ်ခါပြန်ကြကြတော့ဒီကနန်းနှစ်နှစ်ကြော်လိုက်ပေါက်တော့သူ့ရဲ့မြင်းကုန်မှာကြတယ်เนาะအဲ့ဒီတနစ်ကြော်ကနန်း630အဲ့ဒီနှစ်ထဲမှာလိုက် ဲ့တော့ဒီကဏ္ဍသည်ဒီကဏ္ဍသည်နှစ်နှစ်ကျော်အဲဒီကဏ္ဍသည်တစ်နှစ်ကျော်လိုက်ပေါက်ပြီးတော့သူကပြန်ကြကြလိုက်တော့အဲ့ကဏ္ဍကနော်နှစ်နှစ်ကျော်ကိုသူကအရင်ပေါက်ခဲ့တာပေါက်ခဲ့လို့သူ့ရဲ့ဒီဇောင်းမှာမှတစ်နှစ်ကျော်ကဏ္ဍကပြန်ကြကြပြီးတာအခုကျွန်တော်တို့ဒီကောင်နှစ်နှစ်ကျော်ထွက်ပြီးသူနဲ့အချိန်ခိုင်းမှာပြန်ကြကြမယ်ကြမယ်ကဏ္ဍရှိတစ်နှစ်ကျော်ကကဏ္ဍဒီကဏ္ဍလို့ကျွန်တော်ထည့်ပြလိုက်ရှင့်နော်အဲအဲ့ဒီမှာခွန်ထိတ်စီးရလဲကြောက်စရာကောင်းတယ်နောက်တစ်ချက်က तू ကဒီအောက်ကနေတက်လာတဲ့ ဆောင်းတန်းတန်းเนาะကျွန်တော်တို့ခုနကပြောသလိုဒီကနန်းကပြန်ကြအပေါ်တက်သွားဒီကနန်းကပြန်ကြအပေါ်တက်သွားဒီဘွဲထွက်မယ်ကနန်းကပြန်ကြเนาะအဲ့ဒါကတမျိုးနောက်တမျိုးကဒီကောင်တီနှစ်နှစ်ကျော်ပေါက်လို့သူနဲ့တန်းတန်းမှာပြန်ကြเนาะပြန်ကြကနန်းအောက်မှာသူ့ရဲ့အောက်မှာလည်းဒါပြန်ကြပါဘယ်เนาะနှစ်မျိုးရိုက်တာဒီမှာလည်းနှစ်မျိုးရိုက်တာဒါလည်းနှစ်နှစ်ကျော်ကနန်းပဲအခုတခါဒီကနန်းကနှစ်နှစ်ကျော်ပေါက်ခဲလို့သူ့အောက်မှာပြန်ကြเนาะ အဲသူနည်းနည်းကြော်ပါလို့သူနည်းတန်းတန်းမှလည်းပြန်ကြဒီမှာတော့ရောရိုက်နေတာမျက်စိကလဲသွားမလဲနော်မျက်စိမလဲသွားနဲ့စိုက်မတူဘူးအဲဒီကောင်နဲ့ပေါက်လို့သူအောက်ပြန်ကြတာဒါကတက်တက်နော်အချိန်ခိုက်ပြန်ကြတွေကတက်တက်နော်အဲနည်းနည်းကြော်ကနေလာပေါက်လို့ပြန်ကြတာကတက်တက်နော်တော့ဒီနေရာမှာဒီ630ကြတယ်လို့ခွန်ဆောင်နှစ်ကြတယ်လို့ဒီနေရာမှာပြန်ကြကြလို့ရတယ်အဲဒီမှာ9နှစ်လေးကြတယ်လို့၄တိတိပြန်ကြတယ်လို့ဒီ၄တိတိကလည်း၈တိနှစ်ကြော်ကနေနော်အဲ၄တိတိကြတယ်လို့ ကျွန်တော်တို့6နှစ်ကြာတယ်လို့ဒီနေရာမှာပြန်ကြမတူဘူးเนาะဒီကောင်ကအချိန်ကြီးကြာခိုင်းတာဒီကောင်က၄တိတိကြာတယ်လို့630ကြာတယ်လို့အခုဒီကောင်ကိုပြန်ကြเนาะအဲ့မှာ2မျိုး3မျိုးလောက်စုံပြီးဒီနေရာမှာပြန်ကြကြာလို့ရတယ်စိုက်ကတူတယ်လို့ထင်ပေမဲ့တေချာခွဲကြည့်မတူဘူးသူ့ line နဲ့သူသွားနေတာเนาะအဲ့ကျွန်တော်တို့ကဒီဘွဲကိုပြန်ကြကဏ္ဍကစားခြင်းနေအဲ့ဒီကဏ္ဍ9နှစ်နှစ်ဆိုတဲ့ကဏ္ဍတကွက်တက်ထူး